ွင့်ရရလျက်နဲ့ရှောင်နိုင်တာကမှစောင့်ထဲမှုအစဲတက်ဗုဒ္ဓဘာသာမှာပြောကြတဲ့၅ပါးသီလနဲ့ပဲအရင်စဉ်းစားကြည့်ရအောင်တနေ့တာ24နာရီမှာအသက်သက်နေတဲ့အချိန်နဲ့မသက်ဘဲနေတဲ့အချိန်ဘယ်ဟာပိုများသလဲတာမန်လူတွေခဏထားအောင်နော်တပားသူအသက်ကိုခုံခုံမင်မင်နဲ့တက်နေတဲ့သူတွေမှာတော့မသက်တဲ့အချိန်ကပိုများပါတယ် ဲ့အချိန်နဲ့မခိုးတဲ့အချိန်သူများသားသမီးကိုဖြတ်စည်းတဲ့အချိန်နဲ့မဖြတ်စည်းတဲ့အချိန်လိန်ပြောတဲ့အချိန်နဲ့လိန်မပြောတဲ့အချိန်တောက်စားမူးရင်နေတဲ့အချိန်နဲ့မတောက်စားမမူးရင်နေတဲ့အချိန်ဘယ်အချိန်တွေက ပုံများတယ်လဲစုလို့တာကငါတနေ့တာလုံးမှမှကလုတ်ကလေးတစ်ချက်နဲ့စာတင်ကြောင်းလေးတစ်ချောင်းလောက်ဘုံသွားကျဲတာပါကွာကြံတဲ့အချိန်ဒီအာဟုတို့ကိုကျူးလွန်နေတာမှမဟုတ်ပဲဆိုပြီးတွေးလို့မရဘူး ကျန်တဲ့အချိန်ကလှုပ်เสียမလို့လို့အခွင့်လန်းမတာလို့မလှုပ်တာနွားတကောင်ဟာတနေ့တနေ့ငါးပါးတီလာတဲ့ကဘယ်တစ်ခုကိုမှမချိုးဖောက်နေဘူးအဲ့ဒီလိုဆိုတိုင်းတီလာလုံးနဲ့ပြောလို့မှမရပဲအခွင့်လန်းရလာတာတောင်ရှောင်ကျင်နိုင်တာမျိုးကမှစောင့်ထိုင်းမှုအစစ်ဖြစ်ပါတယ်အခုကာလမှာဆိုမတရားမှုကိုတော်လန်နေရင်ကကိုပဲယာတူအာနာလက်နက်ငွေကြီး ဒါတွေနဲ့ထိတွေ့လိုက်တဲ့အခါပြောင်းလဲသွားတဲ့သူတွေရှိတယ်။ကိုကဆလို့မတရားသဖြင့်ပြန်လုလာကြတာတွေမြင်နေရတယ်။ကိုဝေဖန်ခဲ့တဲ့အတိုင်းကိုပြန်ဖြစ်နေတာ။ဒါကြောင့်လဲစနစ်ကိုပြောင်းလူပဲမပြောင်းနဲ့လို့ဆိုကြတာပါ။လူဟာဖောက်လွဲဖောက်ပြန်လုတတ်တဲ့သဘာဝရှိတာကြောင့်မို့လို့ပါပဲ။ဒါကြောင့်လဲစိတ်ကိုရအရမှာတော့မကောင်းမှုကိုမလုပ်ဘူးဆိုတော့ အရဟံဂုံဆိုတာဖရာဂုံတော်ဖြစ်နေတာပေါ့တကယ်အကျင့်မပြတ်တဲ့ဝန်တန်းပြည်သူမျက်နာကို ကြည့်တဲ့သူဆိုတာကိုယ်တိုင်အကျင့်ပြတ်စရာအခွင့်အလမ်းတွေရလာတာတော့မှစောင့်ထိုင်းနိုင်တဲ့သူမျိုးကိုခေါ်တာပါအိမ်တောင်ရေးမှလည်းဒီလိုပဲယောက်ျားတွေဟာချမ်းသာလာတဲ့အခါအောင်မြင်လာတဲ့အခါပြည့်စည်သွားတတ်ကြတယ်တဲ့အစကနကူတူကြိုးစားကြတယ်ပတ်စံစုကြတယ်ချစ်ခဲ့တယ်တစ္ဆာရှိခဲ့တယ် နောက်တော့အောင်မြင်လာတဲ့အခါဝိုင်းဝိုင်းလဲလာတယ်။ကျွန်တော်မကြခဏလဲရေးဘူးသလိုဖိုဝါရရဲ့တုန်တင်ချက်တွေအရာယောက်ျားတစ်ယောက်ရဲ့တံပိုးဟာအသက်အရွယ်ရုပ်ရည်ယူပကားခန္ဓာကိုယ်အချို့စားလူမျိုးစစ်ချင်းစတာတွေမှာရှိတာမဟုတ်ဘူး။သူ့ရဲ့ငွေရှာနိုင်စွမ်းဘဝလုံးကြုံမှုပေးနိုင်စွမ်းတွေမှာရှိတာ။အသက်ရလာတာနဲ့အမျှအောင်မြင်လာတာနဲ့အမျှအဲ့ဒါတွေကပိုပိုတိုးလာတယ်။အဲ့ဒီအခါ ိမ်အောင်ရှိခြင်းမရှိခြင်းတွေကိုဂရုမစိုက်တော့တဲ့သူတွေကအနားရောက်လာတယ်။ဒီလိုနဲ့ပဲတစ္ဆာတရားတွေရင်းရင်ကုန်တော့တာပဲ။ဖောက်ပြန်ဖို့အခွင့်အရေးရပါလျက်နဲ့စီးဆောင်နိုင်တာကိုမှတစ္ဆာတရားလို့ခေါ်နိုင်မယ်လို့ထင်ပါတယ်။ချမ်းသာနေတဲ့အခါစိတ်ပျော်နေတဲ့အခါလူတွေကိုနားလည်ပေးနိုင်တယ်။ဖြည့်တွေးပေးနိုင်တယ်။အကောင်းမြင်ပေးနိုင်တယ်။စိတ်ရင်းနေတဲ့အခါစိတ်တူနေတဲ့အခါမှာတော့ ကိုဒုက္ခပဲကိုသိတော့တယ်။တခြားလူကိုထဲ့တွေးပေးနိုင်ဘူးဆိုတာမလွယ်တော့ဘူး။ဒါကြောင့်အကောင်းမြင်စိတ်တို့၊နူးညံ့သိမ်မွေ့ခြင်းတို့အေးစေးတည်ငြိမ်ခြင်းတို့ဟာလူကုန်ထံလူချမ်းသာရေပေါ်စီတွေရဲ့အတုံးဆောင်တစ်ခုလို့တောင်မြင်မိပါတယ်။အကြောင်းကြောင်းကြောင့်အစင်မပြေမှုတွေလည်းကြုံရရောအကောင်းမမြင်နိုင်ကြတော့ဘူး။ရင်ကျေးခြင်းတွေကွယ်ပြောက်သွားတယ်။အရိုင်းဆန်လာတယ်။ခတ်ထန်လာတယ်။ ်ညနေဖုံးကွာကျသွားတယ်လို့တော့မဟုတ်ပါဘူးအချိန်နေကြောင့်ဒီလိုလုံနိုင်နေခဲ့တယ်ဆိုတာကိုနားမလည်ခဲ့ကြတာစိတ်ကိုဘလို့အေးချမ်းအောင်ထား happy lifestyle ကိုဘလို့မွေးမြူစတာတွေမှာလဲအချိန်နေရဲ့ပံ့ပိုးမှုကစကားပြောပြန်တာပဲဒီတိုင်းကတော့ဘသူမဆိုအလွယ်လေးပြောနိုင်တာပေါ့အိမ်ချိတ်ပိတ်ခံရပြီမိသားစုတူဦးကိုကြောင့်အဖမ်းခံအသက်ခံလိုက်ရပြီခြေတစ်ဖက်လက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီ အနာခတ်ကလည်းတကယ့်ကိုမျောလင့်ကြမဲ့နေပြီအဲ့ဒီလူများကြုံခဲ့ရင်ရောစိတ်ကိုအေးချမ်းအောင်ထားနိုင်ပါအောင်မလားကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံလို့ခေါ်တဲ့ happy lifestyle ကိုချော့ထွက်မသွားအောင်ထိန်းနိုင်ပါအောင်မလားစဉ်းစားကြည့်တင်တယ်အခက်အခဲတွေပြဿနာတွေစိတ်ဆင်းရဲစရာတွေကြုံနေရတာတော့ထိမ့်သိမ့်နိုင်သေးတယ်ဆိုတော့မှဒီလူကအဆင့်တစ်ခုရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ် အဲ့ဒီလိုပဲလူတယောက်ရဲ့အဆင့်တန်းကိုသိချင်ရင်သူ့ထက်နိုင်ပါသူတွေသူနိုင်လို့ရတဲ့သူတွေကိုဘယ်လိုဆက်ဆံတယ်လဲဆိုတာကြည့်ရတယ်တဲ့အထက်လူကြီးကို ရေပြရတာတိတ်လွယ်တယ်ကိုကျိုးရှိမဲ့သူဆိုလဲဖော်ရွေရတာကူညီပေးရတာဘသူမဆိုတတ်နိုင်နဲ့ကိုရန်သွားဆလို့ခိုးဘက်ကနေဆယ်ဆလောက်ပြန်တုံပြန်မဲ့သူဆိုလဲတီးခံရတာမခတ်ဘူးသားတော့ဆိုင်ကစပွဲတို့ကလေးကိုယ်အိမ်ကအိမ်ကူကောင်းမလေး အာနာတတဲ့တငယ်ချင်းကိုပါပြောပြောကုညီပေးတိခံပေးတဲ့သူဒီလိုလူတွေပေါ်ဆက်ဆံပုံကားတာကိုစင်တန်းကိုပြနေမှာဖြစ်ပါတယ်လူတိုင်းမှာပါဝါဆိုတဲ့စွမ်းအားဆိုတာရှိတယ်ယာတုအာနာငွေကြီးပညာလောက်ပိုင်ခွင့်နာမည်ကျော်ကြားမှုစသဖြင့်ပေါ့ဓာရီကအနိုင်ကျင့်ခွင့်ကိုပေးစွမ်းနိုင်တယ်အနိုင်ကျင့်မရလို့မကျင့်နာနဲ့ ကျင့်ကွင်းရပါလျက်နဲ့မကျင့်တာကတခြားစီပါပဲ။ဒါဖြစ်ရင်လူတယောက်ရဲ့တယုံမှန်ကိုဘယ်တော့မှသိနိုင်မလဲလို့မေးရင်တော့သူ့လက်ထဲပါဝါရစေမဲ့တနည်းအားဖြင့်အလွဲသုံးပြီးအနိုင်ကျင့်လို့ရစေမဲ့အရာတစ်ခုခုထည့်ပေးကြည့်လိုက်ရင်သိနိုင်လိမ့်မယ်ဆိုတာပါပဲ။တကယ်တော့အကောင်းလောကရန်ဖြစ်ဖြစ်အဆိုးလောကရန်ဖြစ်ဖြစ်အကိုကိုစမ်းသပ်နေကြတာပါ။ အကောင်တွေနဲ့ကြုံရင်းကနေပေါက်ပြန်သွားတဲ့သူတွေလည်းရှိတယ်။အစိုးတွေနဲ့ကြုံရင်းကနေကိုကျင်းတိတ်ခါရမ်းရမ်းကုန်သူတွေလည်းရှိတယ်။စာမွေးပွဲကြကုန်သူတွေလို့ပဲဆိုပါတော့။ဒါကြောင့်ခုခုကိုလည်းအရန်ကောင်းလာပြီလို့မထင်နဲ့။တခါတလေကျစာမွေးပွဲမဖြစ်ရသေးလို့သာစာရတယ်ထင်နေတတ်ကြတာပါ။တကယ်နှစ်ဖူးတွေ့ဒူးတွေ့ဖြေရပြီဆိုတဲ့အခါကြာသွားနိုင်တယ်။အဲ့ဒီတော့ ူများကိုလက်ညှိုးထိုးတာလေးတွေရှော့ပြီးကိုကိုကိုပြင်ဆင်ထားကြဖို့သာပိုအရေးကြီးမယ်လို့မြင်မိပါတယ်။တာတာဖြစ်တဲ့ဟာ၁၈ရက်၅လ၂၀၂၅